လူကျင်းတို့ခမရဘဝဟာကစားပွဲတစ်ပွဲဖြစ်တယ်အဲ့တော့ဘဝကစားပွဲမှာဖွံ့ဖြိုးတိုးတက်အောင်မြင်ခြင်းနဲ့ဆိုရင်လူကျင်းတို့အနေနဲ့အဲ့ဒီဘဝကစားပွဲကိုကောင်းစွာနားလည်သဘောပေါက်ဖို့လိုတယ်အဲ့တော့ game game ကိုနားလည်ပထမအဆုံး game မှာ G ဆိုတာ guideline ဆိုရယ်အဲ့ guideline ဆိုတာ game nine game nine မှာသူ့ရဲ့ guideline နေရှိတယ်စီမင်းစည်းကမ်းနေရှိတယ်လက်ဝဲပွဲတပွဲမှာရှိတဲ့ guideline နဲ့ကျွန်တော်တို့ကဘောလုံးပွဲတပွဲမှာရှိတဲ့ guideline ဟာဘလို့မှမတူနိုင်ဘူးအဲ့တော့ guideline ကိုကောင်းကောင်းသိဖို့လိုတယ်ဒုတိယတစ်ခုကတော့ ကစားတဲ့နေရာပေါ့ကျွန်တော်ခုနပြောတဲ့ဘောလုံးပဲတစ်ပွဲကစားမဲ့ကွင်းပြင်နဲ့လက်ဝဲပွဲတစ်ပွဲထိုးတက်မဲ့ကြိုးဝါဟာမတူအဲ့ဒါလိုပဲကျွန်တော်တို့ကဒီဓာတုပြေးမှလာနောက်ဆက်သဖြင့်ပေါ့ပြေးလန်းဟာဘလို့ရှိလဲကိုကစားမဲ့နေရာဘောလုံးဝဲဆိုရင်လည်းကျွန်တော်တို့ခုနပြောသလိုပဲအိမ်ကွင်းလားအဝေးကွင်းလားကောင်းကောင်းနားလည်ဖို့လိုတယ်။ရာသီဥတုကွာခြားမှုတွေကိုသိဖို့လိုတယ်။ကိုကအေးတဲ့နိုင်ငံလာပြီးတော့ပိုးတဲ့နိုင်ငံမှာလာကန်တာလား။အဲဒီ concept ကိုပြောမဲ့ကိုကစားမဲ့ပတ်ဝန်းကျင်ကိုကောင်းကောင်းနားလည်ဖို့လိုတယ်။ အဲဒီအချက်တည်းလဲကျွန်တော်တို့ဟာအလွန်အရေးကြီးတယ်အဲ့ဒါတွေအားလုံးပြီးသွားရင်တော့ m ဆိုတဲ့နေရာမှာ materials အဲ့တော့ game မှာကျွန်တော်တို့သုံးတဲ့ materials တွေမတူလောဝေဘမှာဆိုရင်ကျွန်တော်တို့ဗားရီသုံးတဲ့ let 8တွေသုံးတာတွေရှိတယ်ဟုတ်လားကျွန်တော်တို့ခုနပြောတဲ့လူချင်းမင်း2တွေအများကြီးပဲ graphic မှာဆိုရင်လည်း materials တွေအများကြီးရှိတယ်ဆိုတော့ကိုယ်ကစားမဲ့ game ရဲ့ materials ကိုကောင်းကောင်းနားလည်ဖို့လိုတယ် business game မှာလည်းသုံးမဲ့ materials တွေရှိတယ် နောက်ဆုံးတစ်ခုကတော့ experience ဆိုခေါ်တဲ့ e ဆိုတာ experience ပေါ့အတွေ့အကြုံတွေအလွန်အရေးကြီးတယ်ဒါပေမဲ့ဒီနေရာမှာလူငယ်တွေကအတွေ့အကြုံအသက်လို့ထင်နေတယ်မဟုတ်ဘူးတော့အတွေ့အကြုံဆိုတာ frequency ကိုပြောတာချိန်နှုန်းကိုပြောတာဆိုပါစို့ကျွန်တော်ကဟောပြောတာ9နှစ်တက်တန်းရှိပြီ तू ကဟောပြောတာ3နှစ်တက်တန်းပဲရှိသေးတယ်ကျွန်တော်က9နှစ်တက်တန်းရှိလို့ကျွန်တော်အတွေ့အကြုံများတယ်ပြောလို့မရဘူး तू က3နှစ်ရှိပြီမယ်ဆိုပါစို့တစ်လောက် तू ကပွဲ20ပြောတယ်ကျွန်တော်က9နှစ်ရှိပြီမယ်တစ်လောက်တပွဲပဲပြောတယ်ဆိုရင် तू ကကျွန်တော်ထက်လုံးတက်နေပြီမယ် experience အတွေ့အကြုံများတယ်အဲ့တော့ experience ဆိုတာ frequency ချိန်နှုန်းကိုပြောတာလူငယ်တွေများများအောင်မြင်ခြင်းချိန်နှုန်းများများမြင့်မြင့်နဲ့စူးစမ်းအထောက်ဖို့လိုတယ်အဲ့တော့ game ဒီလေးကိုကောင်းကောင်းနားလည် game တစ်ခုမှနိုင်မှု အများကြီးကျွန်တော်တို့အတွက်အမျောလင်းချက်တွေရှိတယ်ကျွန်တော်တို့အတွက်အစူးစမ်းအထောက်လို့ရတယ်နံပါတ်1အချက်ကတော့အလွန်အရေးကြီးတဲ့ဘာလဲဆိုတော့ဒီ guideline ကိုကောင်းကောင်းသိဖို့လိုတယ်ကိုကဘလောက်ပဲစူးစမ်းစူးစမ်းသက်ဆိုင်ရာ guideline တွေစီမင်းစီကံဥပဒေတွေမလိုက်နိုင်ရင် game မှာကိုအမှတ်ရမှာမဟုတ်ဘူးဟုတ်လားကျွန်တော်တို့ပြီးရင်တော့ကိုကစားမဲ့ ပဝန်းကျင်ကွင်းပြင်အခြေအနေကိုကောင်းစွာနားလည်ဖို့လိုတယ်။နောက်တတိယအချက်ကတော့ဒီဂိမ်းမှာသုံးမဲ့ materials တွေကိုသုံးမဲ့ materials ကိုကောင်းကောင်းနားလည်ဖို့လိုတယ်။နောက်ဆုံးအချက်ကတော့ experience လိုအပ်တဲ့အတွေ့အကြုံတွေစုဆောင်းနိုင်မယ်ဆိုရင်တော့ဘဝကစားပွဲမှာလူကြီးတို့အောင်မြင်လာမယ်။သို့တော့ပြိုင်ပွဲမှာနိုင်နိုင် champion ဖြစ်တာမဟုတ်ဘူး။ဒီအချက်တွေအလွန်ရေးကြည့်တယ်နော်။ talent တွေကျွန်တော်တို့နိုင်မဲနိုင်စီတာ champion ဖြစ်ဖို့ဆိုတာ attitude စိတ်ထားကြောင့် champion ဖြစ်တာဖြစ်တယ်။ဒါကြောင့်ဂိမ်းကနိုင်ုံမဲကစားမှာလား champion ဖြစ်အောင်ကစားမှာလား။လူကြီးတို့စဉ်းစားပါ အောင်မြင်မှုတွေကလူချင်းတို့ကိုစောင့်ကြုံနေပါတယ် တော့တင်တဲ့တက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်တဲ့တစ်မျိုးပဲဖွင့်တယ်အခုကျွန်တော်တို့6လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်တဲ့တစ်ခုဖြစ်တဲ့ Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်တဲ့ဖြစ်ပါတယ်စီးပွားရေးစီမံခန့်ခွဲမှုပညာကိုအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြို့သူဆိုတက်နိုင်ပါတယ် online တင်တဲ့ဒီအခုလာမဲ့6လပိုင်း10ရက်နေ့အင်္ဂါနေ့စာမှာဖြစ်တယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှမဆိုတက်နိုင်နေနေ့စဉ် recorded video ကိုကျွန်တော် Facebook ကနေတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ်။ Live lecture ကတော့အပတ်စဉ်ကျွန်တော်တို့တနင်္လာနေ့ည၈နာရီတိုင်း Zoom application ကနေ live လင်းတင်ကြမှာဖြစ်တယ်။တစ်ခါသင်3နာရီလောက်ကြာတယ်မေးခွန်းတိုင်းဝင်ဖြေပေးတယ်။အဲ့တော့သင်တန်းတိုက်နေတဲ့လူချင်းတို့ group coach မှာရအောင်ဆောင်ဝင်ပေးတာဖြစ်တယ်။သင်တန်းကလာတက်လာပြီးတော့လို့ assignment ဆောင်ရင် certificate ကို email ကနေပို့ဖို့ပေးတယ်။အပြင်လူတွေသင်တန်းကတော့အခုလာမယ်။ 6လပိုင်း14ရက်နေ့နဲ့15ရက်နေ့စနေတွင်းနေ့နေ့ရက်မှာမနက်စင်တာရက်နေ့ညနေ6နာရီတိရန်ကုန်မြို့တောင်ဝင်းစင်တာ3လမှာရှိတဲ့ MOL တန်တန်းကျောင်းမှာကျွန်တော်တို့နှစ်ဦးကျွန်တော်နဲ့ဒီရင်းနှီးချက်ကန်စွာတွေ့ဆုံမိတက်ရောက်မှာဖြစ်တယ်။အဲ့တော့တန်တန်းတက်ထားပါကျွန်တော်တန်တန်းကြီးတွေမတက်သေးပါဘူး။ကျွန်တော်တန်တန်းကြီးတွေကအလွန်တက်တာလားလူချင်းတို့သဘောပေါက်ပါတယ်။အဲ့တော့ကျွန်တော်တန်တန်းကြီးတွေမကြမီတက်ဖို့ရှိတယ်။ဒါပေမဲ့အများကြီးတက်ပါတော့မဟုတ်ဘူး။ဒါကြောင့်တန်တန်းတက်ဖက်သူတွေမြန်မြန်တက်ထားပါ။ကျွန်တော်တန်တန်းကြီးကအများကြီးတက်တာအောင်ကျွန်တော်တို့ဆောင်ရွက်ထားပေးပါတယ်။ကျွန်တော်ရဲ့မြန်မာနိုင်ငံရဲ့ဒေတာအသီးသီးဂျေးရွာကကျွန်တော်တို့ဇာဖက်ပြည်သက်တွေပါအဲကျွန်တော်ရဲ့ တင်းနှန်းတွေကိုတက်နိုင်အောင်လို့ကျွန်တော်အထူးစီစဉ်ပြီးဆောင်ပေးထားပါတယ်တင်းနှန်းကြီးကတော့လောလောဆယ်တော့မတက်သေးပါဘူးဒါပေမဲ့ကျွန်တော်တို့မကြမီတက်ဖို့ရှိပါတယ်အဲ့တော့အားလုံးချစ်ခင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့လေးလာတင်မှုအုံနောက်မှာရင်းနှီးမြှုပ်နှံမှုကိုလုပ်ဖို့အတွက်ဘယ်တော့မှမနှမြောပါနဲ့ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ return on investment ထဲမှာရင်းနှီးမြှုပ်နှံမှုအပေါ်ပြန်ရမှုတွေထဲမှာအုံနောက်မှာရင်းနှီးမြှုပ်နှံမှုဟာ return အများဆုံးဖြစ်ပါတယ်လို့ချစ်ခင်စွာမျှော်ပေးလိုက်ပါဘဝမှာစာအုပ်ဖတ်ဖို့စာအုပ်ဝယ်ဖို့သင်တန်းတက်ဖို့ဘယ်တော့မှမနှမြောပါနဲ့ကြီးစွာသောရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ် we must work together, we must build our nation.